သူ family များလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့အနီတို့တူတူမိမိရဲ့စိတ်ခံစားချက်တွေမိမိရဲ့စွမ်းရည်တွေကို calm down ဖြစ်စီမဲ့ grounding legends တွေကိုပြုလုပ်ကြရအောင်ပါ grounding လေးချင်းစလေးဆိုတာကတော့ညီတို့တွေဟာတကယ်ပြင်းထန်လာတဲ့ spiritual healing တွေကိုလုပ်ပြီးတဲ့အခါမှာမိမိရဲ့ခန္ဓာကိုယ်တုံ့လုံနေတာမျိုးတွေရှိမယ်မိမိရဲ့စိတ်ခံစားချက်တွေတုံ့လုံနေတာမျိုးတွေရှိမယ်ဝမ်းနည်းစရာတွေ healing လုပ်ပြီးတဲ့အခါမှာစိတ်ကဝမ်းနည်းနေမယ်ဒေါသထွက်စရာတွေခြေပြက်ပြီးတဲ့အခါမှာစိတ်ကဒေါသထွက်နေမယ်ဒီလိုမျိုးမိမိရဲ့ swing in level တွေမညီမမျှဖြစ်နေတာကိုငြိမ်သွားအောင်လို့ short ချလိုက်တယ် တည်ငြိမ်သွားတဲ့ grounded stage ကို ပြန်လာတဲ့ legendsin ကို ပြောတာဖြစ်ပါတယ်။အခုအနီရောရာ shadow work legendsin နေမိမိရဲ့အရေးကိုနားလေခြင်း legendsin နေပြုလုပ်နေတာဖြစ်တဲ့အတွက်ဒီသေးချင်းကဒီ grounded meditation ကမဖြစ်မနေလိုအပ်ပါတယ်။အချို့တွေလည်းဒီပါလိမ့်မယ်ညီတို့အခုဆိုရင် shadow work လောက်တာနှစ်ရက်ရှိသွားပါပြီ ပထမနေ့နဲ့ဆိုရင်3ရက်ပေါ့နော်အရေးရှိကိုစာရေးတာနဲ့ဆို3ရက်ရှိသွားပြီဒီ3ရက်သားအတွင်းမှာမိမိရဲ့ခံစားချက်မတိမငြိမ်ဖြစ်နေတာအရင်နှုံးကထပ်ပို့ပြီးစိတ်ခံစားချက်တွေပြင်းထန်နေတာမျိုးတွေကိုသတိထားမိနိုင်မယ်လို့ညီကထင်ပါတယ်ဒါကြောင့်အနီရိုတွေဟာဒီကနေ့ရဲ့ grounding လေးကျင့်စဉ်လေးနဲ့တူတူမိမိရဲ့စွမ်းရည်နဲ့မိမိရဲ့ခံစားချက်တွေတည်ငြိမ်အောင်ပြုလုပ်ကြရအောင်ပါ။အချိန်အများကြီးအနီရိုမလုပ်ပါဘူး။ခဏလေးပဲနေလို့အချိန်ယူပြီးတော့လုံဆောင်ကြပါမယ်။ ဒီတော့အားလုံးပဲအစင်းနေဖြစ်တဲ့နေရာလေးမှာထိုင်လိုက်မယ်လဲပြီးတော့နေရင်ပိုကောင်းပါတယ်အဲ့ရလေးပေါ်မှာလဲလိုက်ပါနော်အဲ့ရလေးပေါ်မှာပလက်ကလေးလှမ်းပြီးတော့လဲလိုက်မယ်မိမိရဲ့လက်ကလေးကိုမိမိရဲ့ one byte ပေါ်မှာတင်ထားပေးပါခနာကိုတစ်ခုလုံးကိုနီလို့ရှော့ချရအောင်ချောက်ကလေးကနေစပြီးတော့ရှော့ချလိုက်မယ်ခြေချောင်းလေးတွေခြေပွားလေးတွေကနေစပြီးတော့နီလို့ရှော့ချစားရအောင်ပါ ခြေတော်ကလေးတွေကရှော့ချမယ်ဖြည်းဖြည်းချင်းအပေါ်ကိုတက်လာမယ်ခြေတလုံးလေးတွေကိုလည်းရှော့ချထားမယ်ဒူးကောင်းလေးတွေကိုလည်းရှော့ချထားမယ်ပောင်လေးတွေရှော့ချထားမယ်တင်မလေးတွေရှော့ချထားမယ်ဝမ်ပိုက်တွေရှော့ချထားမယ်ခါးတွေရင်ပတ်တွေအားလုံးရဲ့ဒီချက်သားတွေကိုရှော့ချထားရအောင်ပါစိတ်ကလေးကိုရှော့မယ်ပခုံးကြောလေးတွေရှော့လိုက်မယ်မျက်နှာလေးတွေအကြောလေးတွေရှော့လိုက်မယ် အသက်ကလေးကိုဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်ကြမယ်။စိတ်ကလေးကိုရှော့ချထားလိုက်တဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုယ်ကျက်သားတွေကိုရှော့ချထားလိုက်တဲ့အခါမှာမိမိရဲ့ခန္ဓာကိုယ်ကြီးဟာလေပေါ်မှာ ဝေးပြန်နေတယ်လို့ပေါ်ပါနေတာကိုသတိထားမိပါလိမ့်မယ်။မိမိရဲ့အာယုံလေးကိုမိမိရဲ့ဝမ်ပိုက်ပေါ်မှာတင်ထားတဲ့လက်ကလေးဝမ်းပိုက်ဖောင်းနေပိန်နေဖောင်းနေပိန်နေမှာခဏထားရအောင်ပါနော် ဝမ်ပိုက်ကဖောင်းနေဝမ်ပိုက်ကြီးပိန်နေဝမ်ပိုက်ဖောင်းလာတယ်ပိန်သွားတယ်ဖောင်းလာတယ်ပိန်သွားတယ်အဲ့ဒီပုံမှာပဲအာယုံလေးကိုခဏလေးထားလိုက်ကြရအောင်ပါ ဖြည်းဖြည်းမိမိရဲ့ခန္ဓာကိုယ်က relax stage ကို ရောက်လာမယ်တတောင်တတအနေထားလေးကိုရောက်လာလိမ့်မယ်ခန္ဓာကိုယ်လေးကပေါ်ပါလာသလိုစိတ်ကလေးတွေပေါ်ပါလာလိမ့်မယ်မိမိရဲ့ရှင်ထဲမှာခံစားနေရတဲ့ခံစားချက်တွေအားလုံးဟာရေပြင်လိုပဲတဖြည်းဖြည်းတည်ငြိမ်သွားတာကိုသတိပြုကြည့်ပါအတက်ကလေးရှွတ်သွင်းရှထုတ်ပေါ်မှာပဲအာယုံလေးကိုထားကြမယ် ငါဟာငါရဲ့ခန္ဓာကိုယ်လေးမှာရှိနေတဲ့ခံစားချက်အကျဉ်းချန်နေအားလုံးကိုလွတ်ချလိုက်ပါပြီလွတ်ချလိုက်ပါပြီလွတ်ချလိုက်ပါပြီမိမိရဲ့လက်ကလေးနဲ့မိမိဥကောင်းကနေစပြီးတော့တတ်ချလိုက်ပါ energy အကျဉ်းချန်နေကိုတတ်ချလိုက်ပါ energy အကျဉ်းချန်နေပါသွားပြီလို့မှတ်ယူပါတတ်ချပြီးမိမိရဲ့လက်ကလေးကိုဘေးမှာခါလိုက်ပါ တက်ချလိုက်မယ်မိမိမိသလောက်အနေထားလေးအထိပဲတက်ချလိုက်မယ်ထိုင်ပြီးလုပ်တဲ့သူတွေကတော့ညချောက်ကလေးအထိသွားပြီးတော့တက်ချလိုက်မယ်ပေါ့နော်အေးရနေပဲဆိုရင်တော့မိမိမိသလောက်ပဲချောက်ကလေးအထိအာရုံပြုပြီးတော့တက်ချပေးလိုက်ပါအတက်ကလေးကို ရှူသွင်းမယ်ရှူသွင်းတဲ့လေအား၄စက္ကန့်လောက်ကြာအောင်ရှူသွင်းမယ်ရှူမယ်1 2 3 4 နလေးဟိုးလောက်ထားမယ်1 2 3 4ရှုထုတ်ပါ1 2 3 4 4စက္ကန့်ရှုသွင်းမယ်4စက္ကန့်ဟိုးလောက်ထားမယ်4စက္ကန့်ရှုထုတ်မယ် ဒီဖလိုလေးတိုင်းနေတော့သွားရအောင်ဒီလေးချင်းစင်ကဘာကိုအကူအညီပေးတယ်လဲဆိုရင်မိမိရဲ့အသက်ရှူတန်ကိုနေချလိုက်တဲ့အခါမှာမိမိရဲ့နှလုံးခုန်တန်ကပါနေသွားပါတယ်မိမိရဲ့နှလုံးခုန်တန်ကနှီးသွားတဲ့အခါမှာမိမိရဲ့ခန္ဓာကိုယ်ရင်းမှာလှုပ်ရှားနေတဲ့ကိုယ်ရင်းအင်္ဂါလေးတွေရဲ့အလုံးလုံးချင်းကလည်းနေသွားတယ်အဲ့ဒီအခါမှာမိမိဟာ relax stage ကိုရောက်သွားတယ်မိမိရဲ့ခံစားချက်တွေဟာအနေထိုင်သွားစေပါတယ်ဒီတော့ဒီလိုတွေ4 second breathing technique လေးကိုခဏလောက်အချိန်ပေးပြီးတော့မှပြုလုပ်ကြရအောင်ပါနော် မိမိရဲ့အာယုံလေးကိုမိမိရဲ့နှလုံးသားကိုပြန်လာရအောင်မိမိရဲ့လက်ကလေးကိုမိမိရဲ့နှလုံးသားပေါ်မှာတင်ထားရအောင်ပါငါဟာငါရဲ့ခန္ဓာကိုယ်ကိုချစ်ခြင်းမေတ္တာပြေးဝပေးပါရယ်ငါဟာငါရဲ့နှလုံးသားကိုချစ်ခြင်းမေတ္တာပြေးဝပေးပါရယ်ငါဟာငါရဲ့ခန္ဓာကိုယ်ရဲ့မရှိနေတဲ့အကျဉ်းချက်ခက်ဆက်ချက်တွေအားလုံးကိုလည်းလွတ်ချပါရစေ အကျဉ်းချက်ခန်းစားချက်ဒီအားလုံးကိုချစ်ချင်းမေတ္တာနဲ့အစာထိုးနိုင်ခဲ့ပါတယ်။အတကုခပြင်းပြေရှုသွင်းမယ်တချက်ရှုထုတ်လိုက်ပါအင်းလေးကိုပြန်ဖွင့်ရအောင်ဒီကနေ့ရဲ့ grounding လေးချင်းစင်းအောင်မြင်သွားပါပြီ။ ်ဒီလေးချက်စင်ပြီးတဲ့အခါမှာအိယာလီကိုတန်းပြီးတော့ဝင်နေဆိုရင်ပိုကောင်းပါတယ်နှလုံးရှရှာတွေမလုပ်တော့ဘူးဒီလေးချက်စင်ပြီးသွားရင်တခါတည်းပဲမိမိရဲ့ဖုန်းလေးကိုပိတ်နှလုံးလေးကိုမှိတ်ပြီးတော့မှအိဆက်နိုင်စီချင်ပါတယ်အလုံးမဲကောင်းသောညလေးဖြစ်ပါစေနော်မနက်ဖြန်မှာတော့ ို့တွေဒီခံစားချက်တွေကိုဘယ်လို embrace လုပ်ရမလဲဆိုတဲ့ meditation လေးမှာပြန်လည်တွေ့ဆုံကြပါမယ်။ shadow wall တွေလည်းကောင်းမွန်စွာလုံနိုင်နေမယ်လို့အနီကယုံကြည်ပါတယ်နော်။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်